မင်္ဂလာပါဗျာအိုင်ဒီယမြန်မာကနေပြီးတော့စက်တဘာလ30ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စည်ရေးစည်းဝါးရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမသုတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ကြောင်မဲမြို့တွင်း TNL အလံတွေဖြုတ်ချနေပြီဆိုတဲ့သတင်းဖြစ်ပါတယ် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်တွင်းဒီအပိုင်းမှာ TNL အဖွဲ့တွေဟာတအောင်းလံတွေကိုဖြုတ်ချလိုက်ပြီဖြစ်ကြောင်းဒေသခံတွေစီကသိရပါတယ် ကြောင်မဲ့က DNA တွေလမ်းတွေဖြုတ်ပါပြီ။စိုက်ပုတ်တွေလည်းဖြတ်ပြီးမျိုးရဲအထိစစ်ဖြစ်လာနိုင်တယ်။တဖွဲ့ဆုပ်ပြီးတဖွဲ့တက်မယ်ကြားတယ်လို့ဒေသခံတွေကပြောပါတယ်။ DNA တွေတဖွဲ့ပိုင်းရုံပိုင်းဆိုင်ရာပစ္စည်းတွေကိုသိမ်းဆည်းနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ကြောင်မဲ့မျိုးပေါ်ရက်ွက်တွေလမ်းတွေမှာထောင်ထားတဲ့ DNA တွေလမ်းတွေကိုဖြုတ်ချလိုက်တယ်လို့မျိုးပေါ်ရက်ွက်မှာတက်ဆွဲထားတဲ့ DNA တွေနဲ့ပူးပေါင်းတက်ဖွဲ့တွေဟာမျိုးပေါ်မှာလှုပ်ရှားသားလာတာမတွေ့တော့ဘူးလို့ဒေသခံတွေကပြောကြားသိရပါတယ်။ ဒါပြင်ကြောင်ပဲမြို့နယ်မိုင်းတင်းရွာတဲ့လာရောက်စကန်ချထားတဲ့ TNN တွေတပ်ဖွဲ့တွေကိုစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းမှာဒေသခံတွေကမိုင်းတင်းနယ်တဲကနေထွက်ခွာသွားဖို့ဝိုင်းဝန်းတောင်းဆိုခဲ့ရမှာ TNN တွေတပ်ဖွဲ့တွေအနေနဲ့မွန်လဲမွန်တဲ့ချိန်မတိုင်ခင်မှာထွက်ခွာသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရခိုင်စွန်းရောက်လက်နက်ကိုင်း A ကိုနိုင်ငံတကာကဖိအားပေးရန်ကုလသမဂ္ဂထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ဇာဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်ကတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရခိုင်စွန်းရောက်လက်နက်ကိုင်အေတွေကိုဘင်္ဂလားလူမျိုးရာထောင်ချီကိုမရင်းကျင့်တပ်ဖြတ်လူကုန်ကူးမှုတွေပြုလုပ်ခဲ့တဲ့ဖြစ်နိုင်ငံတကာခုံရုံးမှာတရားစွပ်ဆိုရန်တောင်းဆိုခံထားရတဲ့အချိန်မှာဘင်္ဂလားဒေ့ဇာဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်မော်ဟာမက်ဂျူနက်စ်ကနိုင်ငံတကာအနေဖြင့်အေကိုဖိအားပေးရန်ကုလသမဂ္ဂထွေထွေညီလာခံမှာတောင်းဆိုလိုက်တယ်လို့သိရပါတယ်။အဆိုပါပြောကြားချက်ကိုယူနက်စ်ကဘင်္ဂလားလူများအတွက်ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေမျိုးစုံနဲ့ ဖက်ဆောင်ရံပုံငွေများရရှိရန်စက်တင်ဘာလ26ရက်နေ့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂဖရီညီလာခံ UNGA မှာပြောကြားခဲ့ခြင်းဖြစ်ပြီးနိုင်ငံတကာအတိုင်းဝိုင်းနေဖြင့်ရခိုင်ပြည်နယ်ရှိနိုင်ငံတော်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်နေတဲ့ AA ကိုပြားပြရန်လိုအပ်ကြောင်းနဲ့ရခိုင်လူမျိုးစုဆိုင်ရာ ပါဝင်ပတ်သက်သူများပါဝင်သောနိုင်ငံရေးရာအဖြေရှာမှုများရရှိမည်ဖြစ်ကြောင်း UNES ကတိုက်တွန်းပြောကြားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းဒီပုဒ်ကတော့ ်ပြည်ရဖွဲ့ဝင်၅ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းတွင်သို့ဝင်ရောက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်လက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းတွင်သို့ထပ်မံဝင်ရောက်လာတဲ့ပြည်ရဖွဲ့ဝင်၅ဦးကမိဘအုပ်ထိန်းသူများကပြန်လည်အံ့နံကြောင်းသိရပါတယ်နိုင်ငံတော်ဆွေးရနေဖြစ်ပြည်ရပါဝင်ဖွဲ့စည်းမျိုးမျိုးမိခံပြီးလက်နက်ကင်စန့်ကျင်လျက်ရှိတဲ့အဖွဲ့စည်းများတွင်ရောက်ရှိနေသူများအားဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်ရာဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလွဲတဲ့အကူအညီများ ဆောက်ရက်ပေးလျက်ရှိရာ PDF ဖော်ဝင်9ဦးဟာနတ်နယ်ခရမ်းများနဲ့အတူစက်တင်ဘာလ29ရက်ဥပဒေဘောင်တင်းသို့ဝင်ရောက်လာကြောင်းထို့သို့ဥပဒေဘောင်တင်းသို့ပြန်လည်ဝင်ရောက်လာကြတဲ့ဘကူတိုင်းဒေသကြီးတာယာဝတီခရိုင်မင်းလာမြို့နယ်နတ်တလင်းခရိုင်ပေါင်းနယ်မြို့နယ်တို့မှ PDF ဖော်ဝင်အမျိုးသား9ဦးတို့ကိုတာဝန်ရှိသူများကကြိုဆိုပြီးမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းပေးရတဲ့ပွဲကိုစက်တင်ဘာလ29ရက်နေ့ဘကူတိုင်းဒေသကြီးပြည်မြို့နယ်ရှိနေမြေကန်တရင်ခတ်မှာမှာကျင်းပပြုလုပ်တယ်လို့သိရပါတယ် ဥပဒေပေါင်းတွေပြန်လည်ဝင်ရောက်လာခဲ့ကြသူများမှ၎င်းတို့အတူပါရှိလာတဲ့ B61 တလက်၎င်းကြိမ်3ခု40မမလက်လုံတနက်တလက်2မီတလက်ခဲရနဲ့ဆက်ဆက်ပစ္စည်းများကိုလွှတ်ပြောင်းပေးရကတာဝန်ရှိသူတို့ကလက်ခံရယူကဂုံပြုစုငွေများနဲ့အသုံးဆောင်ပစ္စည်းများပေးရခါမိဘအုပ်ထိန်းသူများထံစနစ်တကျပြန်လည်အနှံခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းတော်ဝင်မင်းသမီးကြီးမာချဂရီတီးတုံက ရေစင်းဆိုင်ပြည်တက်ကတော့တင်ကြားရေးနဲ့ရုံးလုပ်ငန်းပစ္စည်းကိရိယာများလှူဒန်းနေဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီးမာချက်ကလေးသီရိတုံစီမံကိန်းကနေပြည်တော်ရှိရေစင်းဆိုင်ပြည်တက်ကတော့မှာတင်ကြားရေးနဲ့ရုံးလုပ်ငန်းပစ္စည်းကိရိယာများလှူဒန်းပြည့်အချင်းခန်းနာကိုစက်တင်ဘာလ25ရက်ကရေစင်းဆိုင်ပြည်တက်ကတော့ရာပြည့်ခန့်မှမှာကျင်းပရာဆိုင်ပြည်ဝင်းမြွေနဲ့ဆင်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းမြန်မာနိုင်ငံဆိုင်ရာထမ်းသမက်ကြီးနဲ့တိုင်ယုံတာဝန်ရှိသူများ စိုက်ပျိုးရေးတက္ကသိုလ်ပမုခချုပ်နဲ့ပမုခများဆရာဆရာမများတက်ရောက်ကြပါတယ်အခမ်းအနားမှာဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းကပညာရေးဆိုသည်မှာနိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကကျသောအခြေခံအုတ်မြစ်ဖြစ်ပါကြောင်းယခုကဲ့သို့အင်အားပြင်းငလင်တန်းကြောင့်စိုက်ပျိုးရေးတက္ကသိုလ်ရေးစင်းရဲ့ပညာရေးလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လိုအပ်နေသည့်များကိုအကူအညီပေးနိုင်ရန်ကံလန်းခဲ့တဲ့ထိုင်းနိုင်ငံတန်ယုံနဲ့တော်ဝင်မင်းသမီးကြီးမာချက်ကရီတီတီတုံအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ထို့နောက်ထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီးမာချက်ကရီတီးတုံစီမံကိန်းမှတာဝန်ရှိသူများကတင် जा ရေးသုံးပစ္စည်းများပေးရရာရေစင်းဆိုင်ပြည်တက်ကသူပါမုခချုပ်ကလက်ခံပြီးပါမုခချုပ်ကထိုင်းနိုင်ငံတော်ဝင်မင်းသမီးကြီးအတွက်ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အမှတ်တရလက်ဆောင်များပေးရပြီးကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တကြားဟစ်ဖျားစီ ရေနံစည်ရပကြီးများမှာရှီအောင်သူဒေသနာဆိုင်ရာရွှေရည်ဖျားပုံတော်တင်များတွေ့ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှီအောင်ယဉ်ကျေးမှုနယ်မြေတကြားဟစ်ဖျားနေရန်စည်ရပကြီးများမှာရှီအောင်သူဒေသနာဆိုင်ရာရွှေရည်ဖျားပုံတော်တင်များတွေ့ရှိတယ်လို့သိရပါတယ်ထို့သောတွေ့ရှိခြင်းမှာပရမအုပ်ဆုံးအသည့်တွေ့ရှိမှုဖြစ်ပြီးမိသည့်ရှီအောင်နေရာများမှာမှထို့ကဲ့သို့နိုင်ငံစည်ရပကြီးများမှာရွှေရည်ရွှေချတဲ့ထောက်ထားမတွေ့ရှိရသေးကြောင်းသိရပါတယ်အဆိုပါဖျားရှိ နိုင်ငံစည်းရေးပကြီးများပျက်စီးနေပြီးအင်္ဂလိပ်ပန်းလက်ရများနိုင်ငံများအကွေးကြောင်းများပေါ်ပေါက်နေတဲ့အတွက်ရှောင်းသူဒေသနာဦးစီးဌာနက2025ခုနှစ်မတ်လမှစတင်ပြီးအဆောက်အုံကိုထိန်းသိမ်းခြင်းများဆောင်ရွက်ခဲ့ရမှာတစ်ဆင့်ထို့ကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နိုင်ငံစည်းရေးဖျားပုံတော်များမှာမျက်နေတော်လေပင်တော်ခန္ဓာကိုယ်ပေါ်ပိုင်းလက်ရဘက်လက်တော်နဲ့ခြေဘွားနှစ်ဖက်တော်တို့မှာရွှေစင်ရွှေသားများထင်ရှားစွာကြန့်ရှိပြီးစည်းပုံတော်များရဲ့အသွင်ပြင်လက္ခဏာများမှာ ညောင်ရမ်းခက်လက်ရဟန်များဖြစ်ကြောင်းသိရပါတယ်။ရေသေးပုံတော်များရဲ့ဘေးမှာဖះရှင်အုံမပူဇော်နေဟန်လူယုံများရေးဆဲထားတယ်လို့သိရပါတယ်။တကြားဟစ်ဖះဟာညောင်ဦးပကံကာလန်ဘေးအမှတ်ခွန်ရက်ကွယ်ဝကြီးအင်းရဲ့နောက်တောင်ဘက်ပကံမြို့တွင်းမှာတည်ရှိပြီး AD 73ရာစုဒိတုကလက်ရရှီအောင်ဆောက်အမှတ်249ဖြစ်ကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ကြောက်ဆက်စင်လူပွဲတော်နဲ့ စည်ရန်ကားလာပြိုင်ပွဲခန်းနာကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကြောက်စိန်မြို့ရွှေသာလောင်းတောင်မြတ်စွာဘုရားကြီးသတင်းကျွတ်စည်ရန်ကားလာပြိုင်ပွဲခန်းနာကို1388ခုနှစ်သတင်းကျွတ်လာစန်း14ရက်အောက်တိုဘာလ9ရက်မှာကျင်းပမှာဖြစ်ပြီးစင်လူပွဲတော်ကိုသတင်းကျွတ်လာစန်း15ရက်နေ့မှာကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။စည်ရန်ကားလာပြိုင်ပွဲမှာဘောကျဲစင်3စီရိုးရာကြည်တန်းစင်5စီရိုးရာငယ်တန်းစင်4စီသဘာဝစင်2စီနဲ့စုစုပေါင်း စင်14စီးပါဝင် ရှင်ပြိုင်သွားမှာဖြစ်ပြီးဖြော်ပြေးရေးစင်များဂုံပြူစင်များတိကိတရားအဖွဲ့များနဲ့အတူအစိုးရများဖြင့်လည်းဖြော်ပြေးသွားမှာဖြစ်ကြောင်းသိရပါတယ်စင်လူဘွဲဟာတရင်ကျလာပြည့်နေ့မှာတောင်ချိန်မှရွှေစင်ငွေစင်များပြုလုပ်ပြီးတောင်ပေါ်သို့တက်ခါတောင်ထိပ်မှာဖျားမှုပြုတဲ့တန်ဃာတော်ရှင်သူမြတ်များကို ဆုံးကတ်လူကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးအမြဲတမ်းပြည့်ဝကြမယ်လို့သိရပါတယ်နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ပြင်းလင်းမျိုးနဲ့ရှစ်တက်ရေတကွန်မှာလူ၅ဦးသုံးတက်ရေတကွန်တို့ပြုတ်ကြပြီးနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြင်းလင်းမျိုးနဲ့ရှစ်တက်ရေတကွန်တောင်မှာလူ၁၄ဦးရေကစားရာမှာ၅ဦးသုံးတက်ရေတကွန်တို့ပြုတ်ကြပြီးနှစ်ဦးသေဆုံးကတဦးသက်ရှင်လျက်ကျန်သောနှစ်ဦးဟာဆက်လက်ရှာဖွေနေကြောင်းသိရပါတယ်။စက်တင်ဘာလ29ရက်ညနေ3နာရီမှာမန္တလေးတိုင်းဒေသကြီးပြင်းလင်းမျိုးနဲ့ဇီးပင်ကျွရအုပ်စုအုံနေရေအရှိကျွရရှိ ရှစ်တဲ့ရေဒဂွန်တောင်သို့လူ14ယောက်တ ਾਇ ရောက်ရေးကစားရာ9ဦးဟာတုံးတဲ့ရေဒဂွန်တဲသို့ပြုတ်ကျသွားသောသတင်းရရှိသဖြင့်ပသိမ်ကြီးမြို့နယ်မိသက်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဟာကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်စဉ်မှာညနေ9နာရီမှာရုရှားနိုင်ငံသားအမျိုးသား2ဦးဟာအသက်ရှင်လျက်တွေ့ရှိပြီးညနေ6နာရီ5မိနစ်မှာတော့အမျိုးသမီး2ဦးဟာသေဆုံးတဲ့ရှာဖွေတွေ့ရှိကကျန်တဲ့ဦးကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ် ဒီနေ့ဖော်ပြပေးခဲ့တာကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စည်ရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။